အီယာဝရီတိုင်းတွင်အေးတကြံဟုအမည်ပြောင်း၍လမ်းလျှောက်တကြံပွဲပြုလုပ်နေပြီးရဲတပ်ဖွဲ့ဝင်များကအရက်တောင်းတောင်းနေအီယာဝရီတိုင်းဝန်ကြီးချုပ်ကတကြံပွဲကိုအေးတကြံဟုအမည်ပေးပြီးလမ်းလျှောက်တကြံပြုလုပ်ကတကြံပွဲဆင်နွှဲရေးကစားနေကြကြောင်းသိရသည် တသိမ်မျိုးကန္နာလန်မျိုးတော်ဝင်မန်တက်ကိုယမန်နေ့ဧပြီ13ရက်နေ့ကဝင်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ကဖွင့်ပွဲပြုလုပ်ပြီးယနေ့ဧပြီ14ရက်နေ့တကြံကြားနေ့တွင်လည်းဝင်ကြီးချုပ်မျိုးနယ်မှုခရိုင်မှုတိုင်းမှုနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါမကြံတကြံပွဲပြုလုပ်နေကြကြောင်းသိရသည် ငလင်တန်တင့်ပြည်သူများကိုစာနာတော်အားဖြင့်ရန်ကုန်နှင့်မန္တလေးအပါအဝင်မြို့ကြီးများရှိပြည်သူများတကြံပွဲပြုလုပ်ခြင်းမရှိသည့်အချိန်တွင်စစ်ကောင်းဆောင်ဦးဆောင်ပြီးနေပြည်တော်၌အေးတကြံလမ်းလျှောက်တကြံများပြုလုပ်နေကအေယာဝတီတိုင်း၌လည်းတိုင်းဝန်ကြီးချုပ်ဦးဆောင်ကတကြံပွဲဆင်နွှဲနေခြင်းဖြစ်သည် တသိမ်မြို့တော်ဝင်မန္တပ်တွင်စတူဒီတာကျွေးမွေးသည့်နေရာကိုပြည်သူများကိုဝင်ရောက်ခွင့်မပြုဘဲစစ်ကောင်စီကခေါ်ယူထားသည့်လူများနှင့်သာရေကစားနေကြပြီးတိုင်းတွင်းရှိအုပ်ချုပ်ရေးမှူးတိုင်းမတက်မနေရအကြောင်းကြားထားကြောင်းတရင်အထူးတပ်ဖွဲ့ပသိမ်ထံမှသိရသည် ဝင်ကြီးချုပ်တက်ရောက်သည့်တကြံဖြစ်၍စစ်ကောင်စီလက်အောက်ခံရဲရင်ထင်းရဲပြည်သူစစ်မိသက်ပြူစောထီးများစုစုပေါင်းအင်အားတရခန့်ကိုအရဲဝှက်ဖြင့်လုံခြုံရေးယူပြီးကင်းဘုံဝှက်ခိုင်းထားကြောင်းဒေသခံများထံမှသိရသည့်ပသိမ်းရှိဈေးချောင်းလန်းထိပ်ရွှေစည်တီလန်းကန်လာဘက်ချမ်းတရားအောက်တွင်လမ်းများပိတ်ဆို့ထားပြီးအမှတ်နှစ်တရားအောက်မိသက်ရုံးရှိများတွင်အရဲဝှက်များဖြင့်လုံခြုံရေးအပြည့်ယူထားကြောင်းသိရသည် တသိန်ခရိုင်ရေကြီးမြို့နယ်ငါးတိုင်းချောင်းမြို့မှစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များသည့်ယမန်နေ့ဧပြီ13ရက်တကြံကြိုနေ့မှစကားပျော်ပွဲရှင်ပွဲအတွက်ဟုဆိုကာမြို့ပေါ်ရှိအရက်ပီယာဖြန့်ချီသည့်လုပ်ငန်းရှင်များထံမှတဆိုင်လျင်မြန်မာပီယာပလင်းနှစ်ပါကင်စီတောင်းယူကြောင်းဒေသခံများထံမှသိရသည်